ရင်အမျိုးသမီးတွေကဂေါ်တူးလီအမျိုးသမီးကွန်ရက်ကိုဖွဲ့စည်းလိုက်ပါတယ်။ဘယ်နေရာမှာဖွဲ့စည်းလိုက်တာလဲ။ဘာကြောင့်ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်ရကြလဲ။ဒီကွန်ရက်ထဲမှာဘသူတွေပါဝင်လဲဆိုတာတွေကိုတော့ကိုစောပွေးကတင်ဆက်ပေးပါမယ်။အမျိုးသမီးတွေရဲ့ပါဝင်မှုအခမ်းအနားကိုမြင့်တင်ဖို့ကိုတူးလီအမျိုးသမီးကွန်ရက်ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုပါတယ်။ကိုတူးလီအမျိုးသမီးကွန်ရက်ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုပါတယ်။ကော်တူလီဆိုတာကတော့ကရင်တိုင်းသားတွေကသူတို့ရဲ့စကားနဲ့ကရင်ပြည်ကိုခေါ်ဆိုတာဖြစ်ပါတယ် ကော်တူလွေးနယ်စပ်တနေရာမှာမေလ29ရက်နေ့ကနေ29ရက်နေ့အထိသုံးရက်တာကျင်းပပြုလုပ်ခဲ့တဲ့ကော်တူလွေးအမျိုးသမီးများနီနောဖလဲပွဲကနေဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ကော်တူလေးအမျိုးသမီးနီနောဖလဲပွဲရဲ့သဘောတူညီချင်းနဲ့ကော်တူလေးအမျိုးသမီး network ဆိုတော့ကျွန်တော်တို့သဘောတူတော့ဖွဲ့လိုက်တယ်ပေါ့နော်။အမျိုးသမီးရဲ့အတန်ကိုပို့တော့မြင့်တင်ဖို့တွေ့ရည်ပဲဖွဲ့လိုက်တာပေါ့နော်။ ကော်တူလေမျိုးသမီးများကွန်ရက်ဖွဲ့စည်းရတဲ့အဓိကရည်ရွယ်ချက်ကိုနော်ထူးထူးကအခုလိုပြောပါဗျ။အဲကော်တူလေအမျိုးသမီးနော်ခလက်ကွဲမှာဒီအလွာပေါင်းစုံကပေါ့နော် အမျိုးသမီးတွေအအတူတကွာစုယုံပြီးတော့အားလုံးအလုံးပေါင်းကြတော့ဗောနော်ဒီရွေးချက်ကတော့ကိုယ်ပိုင်စီမံအုပ်ချုပ်အုပ်ချုပ်ဖို့နဲ့ဒီဒီမိုကရေစီရှိတဲ့ကော်တူလီဖက်ဒရယ်ယူနီကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့ရပထမချက်နံမို့နော်ဖွဲ့စည်းလိုက်တဲ့ကော်တူလီအမျိုးသမီးများကွန်ရက်မှာကရင်အမျိုးသမီးတွေအဓိကပါဝင်မှာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNY ခရိုင်ခုနှစ်ခရိုင်နဲ့မြို့နယ်တွေကအမျိုးသမီးကိုယ်စားလှယ်တွေဒေသခံလူမှုဖွဲ့စည်းတွေနဲ့တတိပုဂ္ဂလတွေပါဝင်မှာဖြစ်ပါတယ်။ဒါအပြင်တခြားလူနယ်စုတိုင်းသားမျိုးသမီးတွေပါဝင်နိုင်ဖို့အတွက်လည်းဆက်လက်ဆောင်ရွက်သွားမယ်လို့နော်ထူးထူးကဆိုပါတယ်။ နီနိုဖလေဘွဲကနေကရင်မျိုးသားစီယုံ KNU ရဲ့ဒါမဲ့၁၈ကျင်းမြောင်ညီလာခံကွန်ဂရက်မှာဌာနဆိုင်ရာတွေခရိုင်စစ်ဘက်နဲ့အရက်ဖက်အသီးသီးကအမျိုးသမီးညီလာခံကိုယ်စားလှယ်30ရာခိုင်နှုန်းအနည်းဆုံးပါဝင်ဖို့တိုက်တွန်းတောင်းဆိုတဲ့သဘောတူညီချက်တရက်လည်းချမှတ်ခဲ့ပါတယ်။ဒီနီနိုဖလေဘွဲမှာတခြားအရေးကြီးတဲ့သဘောတူညီချက်တွေအဖြစ်ကော်တူးလေးနယ်မြေအတွင်းမှာရှိတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင်တရားမဝင်စီးပွားရေးလုပ်ငန်းတွေလောင်းကစားလုပ်ငန်းတွေကိုဆက်ကျင်တိုက်ဖြတ်ဖို့လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိရောက်ရှိရေးပူပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းထန်စွာရှုတ်ချပြီးနိုင်ငံတကာကအရေးယူဆောင်ရွက်နိုင်ဖို့ဒုက္ခသည်တွေနဲ့နေရွှန့်ခွာသူတွေကိုအရေးပေါ်ကူညီတွေပေးဖို့နဲ့ထိုင်းအစိုးရအနေနဲ့နယ်စပ်ဒုက္ခသည်တွေရဲ့ကျွမ်းကျင်မှုကိုအတိအမှတ်ပြုပြီးတရားဝင်အလုပ်လုပ်ခွင့်ပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်